ေစုတရားတော်သိတတ်ရမယ်ငါတို့ကိုကူညီနေပါလားငါတို့ကိုအင်အားဖြည့်ပေးနေတာပါလားသူစေသူစာအမုန်းခံပြီးတော့အတတ်တွေဆုံပြီးတော့ငါတို့ကိုလှုပ်ပေးနေတာပါလားလို့နားလေပါအဲ့လိုမှမဟုတ်ရင်ဘယ်သူမှလုံးမပေးချင်တော့ဘူးဘယ်သူမှလုံးမပေးပဲတပ်မတော်ကြီးတည်တတ်တပ်မတော်တစ်ခုတည်းနဲ့ဒီစေပွဲကိုနိုင်မယ်လို့ထင်ရင်တပ်မတော်တစ်ခုတည်းနဲ့ရက်တိလုံးမယ်အဲ့ဒီတပ်မတော်ဆိုတာပြည်သူကနေဖြစ်လာတာပြည်သူတွေကမိုးရတဲ့သားသမီးတွေစစ်တပ်ထဲကိုဝင်လို့စစ်သားဆိုတာဖြစ်တာအဲ့ဒီစစ်သားဆိုတဲ့အစုအဝေးကြီးကိုကပ်မှာလို့ခေါ်တာ ဒီပြည်သူတွေကဒီတက်ချက်ကိုဝင်တော့ရဘာလို့ပါလဲအတင်းကျအာနိုင်နဲ့ပြည်သူစုနဲ့တုံးမှုဆိုခေါ်လိုက်ပြီဝင်လာပြီတနေ့ဆင်းသွားပြီတဘုံနဲ့တော့ပေါ်တော့မလုပ်မှာအဓိကဒီဂျင်ပါထဲမှာတပ်မတော်ကြီးကိုချစ်တယ်ဆိုတဲ့စိတ်ဖြစ်လာဖို့လိုတယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးတိုင်းပြည်အင်အားရှိမှတပ်မတော်အင်အားရှိလာမှာတိုင်းပြည်ထဲမှာဘယ်သူမှမရှိပဲတပ်မတော်ကြီးကဘယ်လိုကြမ်းမှရှိမှာစမ်းစမ်းတပ်မတော်သားအမိတပ်မတော်သားအဖမဟုတ်ဘူးပြည်သူသားအမိပြည်သူသားအဖ အဲ့ဒီပြည်သူကငွေဖောင်းလာတယ်တတ်မလို့ပြည်သူကကျူးရီမွေးခဲ့တယ်တတ်မလို့မျိုးချစ်စာနေအောင်ဝေးရတဲ့တို့စစ်တီးတယ်တချင်းကြီးတယ်ပြည်သူသာအမိပြည်သူသာအဖအဲ့ဒီမိဘတွေကမွေးလို့စစ်သားဆိုတာလေးတဖြစ်လာတာတော့ပါလားမသိဘူးတဘောပေါက်ရလားမသိဘူးအခုပြည်သူစစ်မှုရန်လို့ခေါ်လိုက်တဲ့လူတွေအားလုံးစစ်သားတွေမဟုတ်ဘူးအယသားတွေအဲ့ဒီအယသားတွေပြည်သူတွေကနေစစ်သားဖြစ်ခိုင်းပြလိုက်တာပြီးတော့မှအဲ့ဒီစစ်သားတယောက်ရဲ့တောင်းဝန်နဲ့ဝတ်တရားတွေနဲ့အညီဒီနိုင်ငံတော်ကြီးအတွက်ပြန်ပြီးတောင်းဝန်ထမ်းတော့လားစစ်သားတယောက်ရဲ့တောင်းဝန်ကစစ်မီပြင်မှာအသက်ဆုံးမဟုတ်ဘူး မိမိနိုင်ငံကိုကာကွယ်ဆောင်ရှောက်ဖို့မပေးအောင်ကြိုးစားရမှာအဲ့ဒါစတာတိရတောင်းမပေးကောလောင်းမပေးအောင်ကြိုးစားပြီးနိုင်ငံကိုကာကွယ်မှာမင်းတို့ရဲ့ခွန်အားတွေမင်းတို့ရဲ့အသက်တွေမင်းတို့တန်ဖိုးတွေ ਨੇ ဒီတိုင်းပြည်ရဲ့အနာဂတ်တွေလုံခြုံမှုတွေကာကွယ်ရမှာစောင့်ရှောက်ရမှာအေးလို့ဖြစ်ဖို့မပေးအောင်နေမင်းတို့မသိရင်အများကြိုးစားလို့ရစကားတစ်ခုအသိခံပြီးကာကွယ်နေတာဘုံကြောင်မသိတော့မဖြစ်အဲ့စကားကြတော့မဖြစ် ဆုတ်ပြီးလိုက်မင်းအသက်ရှင်နေအဲ့စကောင်ကိုအချိန်မီးပြန်တိုက်လို့ရတယ်မင်းအသက်ရှင်နေတည်းအဲ့မျိုးကြီးအချိန်မီးပြန်လို့ရတယ်မင်းတို့ဘယ်ကဘာလို့မရအောင်တေးလို့မရဘူးသောပါလားမင်းအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အထက်ကအရှိတွေက PDF ဆိုအသေးကြောက်ပြီးအချင်းချင်းစက်တူသားစားကြသည့်အပေါ်ပောက်ကွဲလာတဲ့အဖသားပြည်သူစစ်အဖွဲ့ဝင်မောင်ရစာရဲ့ပောက်ကွဲတံကိုတင်ဆက်ပေးလိုက်ပါတယ်။ထမ်းပင်ကုံရွာဘိုးယုံစုကိုတော်လန်ရေးတပ်များတိုက်ခိုက်ရှင်းလင်းမှုစစ်ကောင်စီတပ်သား၈ဦးတည်ရုတ်တံ ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့ထမ်းပင်ကုန်းရွာမှာအင်အား30နဲ့တက်ဆွဲထားတဲ့အကျန်းဖက်စစ်ကောင်စီရဲ့ဗိုလ်ယုံစုကိုတိုက်ခိုက်ရှင်းလင်းမှုအတွင်းစစ်ကောင်စီတပ်သား၈ယောက်တေဆုံးခဲ့တယ်လို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကသတင်းထုတ်ပြန်ထားပါတယ်။ မေလာ25ရက်မနက်ပိုင်းကအုတ်ဖိုမြို့နယ်အပိုင်းခန်းပင်ကုန်းကျေးရွာမှာစစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ဗိုလ်ယုံစုကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှု၃နာရီကြာကြာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ခမရ6တိမ်မြုပ်တပ်ကနေလက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက်တော်လန်ရေးတပ်တွေနောက်ဆုတ်ပေးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနောက်ညနေပိုင်းမှာစစ်ကောင်စီတပ်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့ရာလက်နက်ကြီးလက်နက်ငယ်တို့နဲ့အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်ဘက်မှအထိနာကအလောင်းရှစ်လောင်းကိုတဲဆောင်ပြီးစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။စခန်းအတွင်းကိုတော်လန်ရဲရဲဘော်တွေနယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာစခန်းအတွင်းကနေ60မမအသီးဆက်နှစ်လုံးလက်ပစ်တီ၅လုံး၅တသမ၅6ကြီး၃ရတောင်းအီနာကာပို့ကြီး၅တောင်း တူမီတလက်ဆန်နဲ့အိတ်စားစီတပုံးဖနက်နေရန်ဤကွေမန့်၃ခုဘောင်းဘီနှစ်ထဲနဲ့ဥထုပ်၃လုံးတို့တင်းစေရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကိုလေးပြောတဲ့စကားအလကားဖြစ်သွားတယ်။ဆိုတော့ကျွန်တော်ဘယ်နေရာကလဲဘယ်စစ်တီတီပြောတာလဲလို့မပြောချင်ပါဘူး။တို့ရဲ့အခက်အခဲတခုလက်ရှိမိုးရသည်ပေါ့နော်။စပါပြီနော်။ဒါမိုးရင်းမုန်တိုင်းတိုင်းကြောင့်ဒီအပိုင်းမှာ20ရက်နေဝင်းရက်လောက်ကစပြီးမိုးရတယ်။ဆိုတော့ပထမရက်တည်းကလေမိုးရရောက်တဲ့အချိန်ကတစ်ပင်လေးတွေရွှေနုတွေတွေထိုးလာတယ်။ဆိုတော့လေချောင်းကနေ အောက်ခြေကိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အနေအထားနံပါတ်၁ရှိတော့နံပါတ်၂တောင်ကျချောင်းလေးကြောင့်တောင်ကျဒီတောင်ကျရည်လေးကြောင့်တချို့ချောင်းလေးရည်ပြည့်တယ်တချို့မြောင်းလေးတွေရည်ပြည့်တယ်ဘန်ဂါဒီမှာရည်ဝင်တာတွေမြေခွေးကြီးနေမှာရည်ဝင်တာတွေရှိတယ်အောက်ခက်ခဲမီးမွှေးလို့မရတဲ့အခက်ခဲလေးတွေလည်းရှိတယ်ပြဿနာလေးတွေဆလာတယ်ဆိုတော့ဆက်သွယ်ရေးအခက်ခဲတွေလည်းရှိတယ်လက်ရှိနေတဲ့မှာရန်သူကလည်းအင်အားအလုံးကြီးနဲ့လာမတိုက်ဘူးဘာကြောင့်လဲမြေကြီးတွေချော်နေပြီလေ တော့လေးချောင်းဖြစ်ကူကလည်းထိရရမပေးနိုင်တော့ဘာကြောင့်လဲတစ်ပင်နေနဲ့တစ်ပင်နေလည်းအရွက်တွေစိမ့်ပြီးအောက်ရှိတွေမမြင်ရတော့အဆင်မပြေဘူးအဲ့လိုနေတာမျိုးကရန်သူဘက်ကစနိုက်ပါတုံးလာတယ်မိမိဘက်မှာကတခွဲတရင်နေမှာတော့စနိုက်ပါတိတ်အများကြီးရှိဘူးဒါပေမဲ့အဲ့ဟုတ်ကောင်းတယ်နော်နိုင်ငံတော်အဆင်နိုင်ငံတော်တခုကာကွယ်နေတဲ့တပ်မတော်ကြီးမှာစနိုက်ပါအင်အားအားနေပြီးတော့တပုံလို့ပြောတဲ့ရန်သူတွေမှာစနိုက်ပါတော်ကြီးမှရှိတယ်အခါလာလာလေပရောပရောနဲ့ချက်သုံးချက်ချောင်းပြစ်လိုက်ပြန်ပြေးလိုက်စနိုက်ပါနဲ့ချောင်းပြစ်လိုက်ပြန်ပြေးလိုက်ကျတော့စစ်တီတွေစိတ်ကြကြလာ ီမြခွင်းချင်းတွေကထွက်ရင်ဒီကလူချင်းတွေကထွက်ရင်ငါမျိုးစနိုက်ပါမှန်မလားဆိုတဲ့စိုးရိမ်စိတ်တွေသူတို့မှဖြစ်ပြောပြဘာလို့မှမသိဘူးကွာကျွန်တော်စိတ်ပြင်းနေတယ်တရက်တရက်ဘေးစင်းကငါမှန်မလဲဆိုတဲ့စိတ်ကြီးနဲ့နေရတာအဆင်မပြေဘူးတဲ့လေကျွန်တော်တို့ပြတ်ပြတ်ကလုတ်လိုက်ချင်းလေဘာလို့လဲအဲ့လိုလုတ်ပြလို့တိုက်ပွဲမှာသူဖြစ်ကိုဖြစ်သေးရတာအကြောင်းမဟုတ်ဘူးတဲ့ဒီအတိုင်းနေရင်လည်းဘေးကနေပြစ်ပါမလဲလို့စောင့်နေရင်လည်းတရက်မှရတော့သူတို့လည်းမလုပ်ဘူးကျွန်တော်ဘာပြောမလဲ။ဘာပြောလို့ပြောမှာမလဲ။ရေကလက်ရှိနေတာကမိုးရရွာလာတယ်။ အတိရတရပေါ်တယ်မြမစက်သားဘလို့ဆဆဆင်ပြေတယ်စားနိုင်တယ်စားတတ်တယ်စားလို့ရကျွန်တော်တို့လည်းစားခဲ့ဘူးလေစားလည်းစားတတ်တယ်တော့လည်းမအဆင်ပြေလို့စားတာသူတို့လည်းအဲ့လိုမျိုးရှိအခက်ခဲလေးတွေပြောပြရင်းနဲ့မဆက်ဘူးဘာမရှိလို့တင်ပြလိုက်တယ်ထတ်တင်တယ်အဲ့ဒီတင်နေတဲ့ဆာရွက်တွေအဘွားလူကြီးတွေဟိုလူကြီးမအားဒီလူကြီးမအားမအားတာနဲ့မကြည့်နိုင်တာနဲ့လက်မထိုးဖို့ကြာနေရတာနဲ့အခန်းထဲတက်ရတာနဲ့ဒီအောက်ကိုရောက်မလာဘူးဒီအောက်မှာနေရစစ်သားတွေလူတွေ အပေါ်ထောက်ပံ့ပစ္စည်းပို့မလဲသူတို့ဘာနဲ့စားမလဲဘာနဲ့စပစ်မလဲအဲ့ဒီခက်ကလေးကျွန်တော်ပြောပြကျွန်တော်တက်ဆိုင်အောင်အခုညတောင်းပေးတယ်လောက်ပေးမယ်ညီလေးတပတ်ကြော်ကြသွားတယ်ကျွန်တော်ပြောကိုသားကြီးတဲ့အစီမပြေဘူးလားလေကျွန်တော်တို့ပါလို့ဆိုကျွန်တော်တင်ပေးထားတယ်ဒီကဘူကျွန်တော်လည်းမလုပ်နိုင်ဘူးကျွန်တော်လည်းဟဲ့မင်းသွားလုတ်လိုက်ပါလို့လေကျွန်တော်ပြောလို့မရဘူးခင်လုတ်ပေးပါလို့လေကျွန်တော်မတောင်းဆိုပိုင်မရှိဘူးတောင်းဆိုလို့ရတဲ့အနေအထားမျိုးလဲမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ပြောတော့တင်ပေးထားတယ်ဟုတ်ပြီဒုတိယကြိမ်ထပ်ပြောတယ်အဲ့ဒီအောက်စားပဲဒီပို့အခုကြီးဒါဒီမရောက်သေးဘူးလို့ပြောတယ်ကုညီပါအောင်ဒါတော့ပဲဒါ ကျွန်တော်လုပ်နေတာခံကုန်ပဲဒီတဲ့ကိုကြီးကျွန်တော်လည်းဘာမှမတတ်နိုင်ဘူးအကိုကြီးတဲ့ကိုဆိုင်ဝယ်ပြီးတော့စိုက်နေအောင်သွားပို့ဖို့ကလည်းမဖြစ်နိုင်ဘူးဆိုတော့ဒါလေးတွေအရေးကြီးရှိဖို့လိုတယ်မိုးရသည်တပင်းဆိုင်ပွဲတော့တဲ့လူကြီးတွေလုံနေကြပြီနော်တပင်းလေးတွေအာဘယ်သူဆိုက်ခဲ့တဲ့တပင်းပေါ့ရွှေရွှေခရအိုးလေးနဲ့ရွှေအဲရွှေကိုပြားလေးနဲ့တပင်းဆိုင်ကြတယ်အဲ့မှာအဲ့အခန်းကြီးတွေလုံနေမှာစာစစ်မြေကြီးရေးဖို့လေးအတွက်ရိတ်ကရှိလားမရှိလားဘူးကောင်းတဲ့ထိုင်ပို့ကောင်းမယ်နော်လက်ရှိဒိုက်ပွဲဖြစ်နေတာမြို့ဦးမကလေးစာတင်နေတယ် ကျောင်းအနိုင်ဘွေးအာလူကြီးတရားဆာအာအပီးပြီးတော့ဟလာဒီဝပညာကြီးအတုံးစိထောက်ပံ့စာအုပ်ထောက်ပံ့နာတို့ခဲတံထောက်ပံ့နာတို့ဟလာပညာသင်စိထောက်ပံ့နာတို့အင်းကြီးဖြူစိထောက်ပံ့နာတို့လုံနေတယ်စစ်မြေပညာရဲဘော်တွေရိတ်ခါထောက်ပံ့ဖို့နည်းနည်းတရိယာ哦အဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်ဒီကျောင်းတွေဖွင့်လို့မရတော့ဘူးအဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်ဆိုက်ထားတဲ့တိပင်းတွေလကားပဲအဲ့ဒီစစ်သားတွေမတိုက်နိုင်တော့ဘူးဆိုရင်သွားပြီနော်ဘလုံးမွေးတွေလည်းအေးစေးကြီးမလို့မရဘူး ။နော်မီးယုံဘက်ကိုလွတ်ပြီးတော့အလံလေးလည်းဝီရဲနေလို့ကျိတ်ပါဘူး။အဲ့လိုပဲပြောချင်တာ။တော့ကြောင်းနေကြီးကြောင်းနေကြီးတီဗီထဲမှာပါတယ်တရင်စာထဲမှာပါတယ်ပတ်စံယူရင်ဘလောက်အရေးယူခမ်းမယ်။တကယ်တန်ရင်တကယ်အရေးယူမှာလား။ရုပ်ရှင်ပြောတာနော်။စမကတ်တစ်ခုလောက်တော့ငါတော့ပြီးခဲ့ရတယ်။သူများဘုံရတာကိုလည်းပြီးခဲ့တာ။ပြီးခဲ့ရတယ်။အတူအရေးယူလို့တော့ဘာပြောရလဲငါတို့ဒီညပြည့်စုံမှုနဲ့ထောက်ကြမှာဒါမှမဟုတ်ဟိုမှာစိုးယူထွန်းချုပ်ထည့်ရောက်နေပြီရတာရောက်ခဲ့ပြီ နော်စကားလုံးလေးတစ်လုံးမှားတာကိုယ့်ဘကုံကြည့်တော့ဒီကောင်နေငါ့အတွက်လှုပ်ပေးနေပါလားလို့တွေးဖို့မိုင်းလေးပဲနော်ရန်သူမိမိတိုက်ခိုက်တဲ့ရန်သူမျက်နှာချိုးတွေးတာလားမမင်းနဲ့ဟာတနေ့ချရော်လီညင်းကြီးအလေးဝန်တော်လီဘဝအမကကြတိပေးမယ်လီအဲကျွန်တော်ကတိပေးပါတယ်ကိုချင်းချင်းကျတော့တမဟာကောင်ထွက်လာတယ်လိုက်ဆောက်ကားများလေးဟာလက်ကပိုးလျှောက်ခဲကောင်ထွက်လာတယ်ဆိုးတဲ့ထက်ကိုချင်းချင်းကြရင်ပြောလိုက်ပါဟာမင်းစုပ်ပြရောက်ပါမလားမဖြစ်ပါနဲ့ဒီလားမင်းကျွန်တော်တို့ဒီလိုခေါင်းကမပုံကြီးနေခင်ကြီးတို့ကတော့ကိုမနမ်းမသိပါဆုံးလို့ပစကိုပိတ်ဖုန်းထဲမှာတော့ကိုရှင်းထားသေးတယ်ကြောက်တာကြောက်တာ ကိုချင်းချင်းတို့လို့ရှိရင်ပါပါဘာပြတယ်လို့မိတယ်ပီဒီအက်ဒီလာပါအလင်းဝင်ပါလက်နဲ့နဲ့ဝင်ဘလောက်ဘလောက်ဆိုဘလောက်လက်နဲ့မဲ့ဆိုဘလောက်လူကြီးဘလောက်ဆိုဘလောက် ပတ်တယ်ဘာပါရင်ဘလောက်နိုင်ငံတော်ချင်းချင်းဝင်ပေးပါမယ်အစီတန်လုပ်တဲ့ဝန်ထမ်းတွေပြန်လာပါရှိလက်ရှိတောင်းထမ်းတော်နဲ့ဝန်ထမ်းကြတော့နှိတ်ကုန်တယ်လားမမိနဲ့မားနေရောဟိုကဒီနိုင်ငံဘုသက်စာမရှိလို့ဒီတိုင်းကြီးကိုသက်စာဖောက်ပြီးတော့ထွက်သွားတာသူများတွေထွက်သွားတဲ့လူတွေမထွက်ဘဲကြားနေကြတဲ့လူတို့အမျိုးမျိုးဆဲအမျိုးမျိုးဒုက္ခပြီးအမျိုးမျိုးချင်းချောက်နေတာတော့ ကြံ့ကြံ့ခံပြီးတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကိုလေးစားရမှာပို့ပြီးတံမိုးထားရမှာမှားနေတယ်နော်အမှားနေတယ်တမတော်ကြီးအင်အားတစ်ခုလုံးနဲ့တမတော်ကြီးပဲရန်သူကိုတိုက်လို့မဖြစ်နိုင်ဘူးကိုငြိတဲ့ပြည်သူတွေတမတော်ကိုထောက်ခံတဲ့တမတော်ကိုချစ်တဲ့ပြည်သူတွေကိုငြိနေတာကိုကျေးဇူးတရားတော့သိတတ်ရမယ်ငါတို့ကိုငြိတယ်ပါလားငါတို့ကိုအင်အားဖြည့်ပေးနေတာပါလားသူစေသူစာအမုန်းခံပြီးတော့အသက်တွေဆုံးပြီးတော့ငါတို့ကိုလှုပ်ပေးနေတာပါလားလို့ နားလေပါအဲ့လိုမှမဟုတ်ရင်ဘသူမှလုံးမပေးချင်တော့ဘသူမှလုံးမပေးပဲတပ်မတော်ကြီးတီးတက်တပ်မတော်တစ်ခုတည်းနဲ့ဒီစစ်ပွဲကိုနိုင်မယ်လို့ထင်ရင်နားကောင်းမယ်တပ်မတော်တစ်ခုတည်းနဲ့ရက်တီလုံးမယ်အဲ့ဒီတပ်မတော်ဆိုတာပြည်သူကနေဖြစ်လာတယ်ပြည်သူတွေကမွေးတဲ့တပ်သမီးတွေစစ်တပ်တွေကိုဝင်လို့စစ်သားဆိုတာဖြစ်တာအဲ့ဒီစစ်သားဆိုတဲ့အစုအဝေးကြီးကိုတပ်မတော်လို့ခေါ်တာဒီပြည်သူတွေကဒီတပ်ထဲကိုဝင်တော့ရင်ဘာလို့မလဲအတင်းကျအာနိုင်နဲ့ပြည်သူစစ်ကတော့ဘုံတို့ခေါ်လိုက်ပြီဝင်လာပြီတင်းနဲ့ဆင်းသွားပြီ တမုန်းနဲ့တော့ပေါင်းတော့မလုပ်မှလားအဓိကဒီရင်ဘတ်ထဲမှာတပ်မတော်ယူချစ်တယ်ဆိုတဲ့စိတ်ဖြစ်လာဖို့လိုတယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှမဟုတ်ဘူးတိုင်းပြည်အင်အားရှိမှတပ်မတော်အင်အားရှိလာမှာတိုင်းပြည်ထဲမှာဘယ်သူမှမရှိပဲတပ်မတော်ကြီးကဘလို့တောင်မှရှိမှာစဉ်းစားတပ်မတော်သာအမိတပ်မတော်သာအဖမဟုတ်ဘူးပြည်သူသာအမိပြည်သူသာအဖအဲ့ဒီပြည်သူကမွေးဖွားလာတဲ့တပ်မတော်ပြည်သူကကြွေးမွေးခဲ့တဲ့တပ်မတော်မျိုးချစ်စာနေအောင်ဝေးရတဲ့တို့စစ်တီးတယ်တချင်းကြီးတယ်ပြည်သူသာအမိပြည်သူသာအဖ အဲ့ဒီမိဘတွေကမွေးလို့စက်သားဆိုတာလေးတဖြစ်လာတာတော့ပေါ့လားမသိဘူးတော့ပေါ့ရလားမသိဘူးအခုပြည်သူစင်မူရလို့ခေါ်လိုက်တဲ့လူတွေအားလုံးစက်သားတွေမဟုတ်ဘူးအရသားတွေအဲ့ဒီအရသားတွေပြည်သူတွေကနေစက်သားဖြစ်ခိုင်းလိုက်တာပြီးတော့မှအဲ့ဒီစက်သားတယောက်ရဲ့တောင်းဝင်နဲ့ဝတ်တရားတွေနဲ့အညီဒီနိုင်ငံတော်ကြီးအတွက်ပြည်သူတောင်းတာစက်သားတယောက်တောင်းဝင်ကစစ်နေပြီမှာအသက်ဆုံးမဟုတ်ဘူးမိမိနိုင်ငံကိုတောင်းဆိုရှင်မပြောင်းချိုးစားရမှာအဲ့စက်သားတယောက်တောင်း မသိသွားလားဟာမသိအောင်ကြိုးစားပြီးနိုင်ငံကိုကာကွယ်မှာမင်းတို့ရဲ့ခွန်အားတွေမင်းတို့ရဲ့အပတ်တွေမင်းတို့တန်ဖိုးတွေနဲ့ဒီတိုင်းပြည်ရဲ့အနာဂတ်တွေလုံခြုံမှုတွေကာကွယ်ရမှာစောင့်ရှောက်ရမှာပြေလို့မဖြစ်ဘူးမသိအောင်နေမင်းတို့မသိရင်အများကြိုးစားလို့ရစခန်းတစ်ခုအသိခံပြီးကာကွယ်နေတာတုံးကြအောင်မသိတော့ဘာဖြစ်လဲအဲ့စခန်းကြတော့ဘာဖြစ်လဲဆုတ်ပြီလေမင်းသက်ရှင်နေအဲ့စခန်းကိုအချိန်မီးပြန်တိုက်လို့ရတယ်မင်းသက်ရှင်နေတဲ့ အဲ့မျိုးတွေအချိန်မပြန်တွေ့ရတယ်မလို့ဘေးကဘာလို့မရအောင်ပြေးလို့မရဘူးသောပါလားမသိဘူးမသိဘူးလို့လဲဒီနေရာမှာထားတယ်ရိတ်ခါလည်းမပြေးဘူးထောက်ပတ်မှုလည်းမလာဘူးမနေနဲ့ရိတ်ခါရှိတဲ့နေရာကိုသွားပြေးလို့မရသေးဘူးမင်းတို့ရိတ်ခါရှိတဲ့နေရာရောက်ပြီအစာအဝါစားနိုင်ပြီအားပြည့်ပြီပြတ်တိုက်ဒါမျိုးဖြစ်ရမှာဘာကြောင့်ပီဒီရတယ်အေးအေးတမလို့စခန်းတော့ခုတ်ပြီးတခုတိုက်နေတယ်တို့တော့မနိုင်ပြန်ဆုတ်တယ်ပြန်လူပြန်ဆုတ်တယ်ပြန်တက်တယ်မနိုင်ပြန်ဆုတ်တယ်ဒါပဲအရင်ကြီးတိုက်တယ်ကျတော့ဘာဖြစ်လဲ တောက်ခံလာတဲ့လူမှာရိတ်ခါမရှိတော့ခဲမရှိတော့နောက်ဆုံးဘာဖြစ်လဲစုပ်ပေးရတယ်ကိုမခမင်းစားမှာအားရှိမှာအားရှိမှာတနက်ပြစ်နိုင်မှာမစားပဲအချင်းအားမရှိအားမရှိတနက်မပြစ်နိုင်ဘူးဘာဖြစ်လဲအားရှိတဲ့ရန်သူကကိုနင်းသွားမှာပေါ့ဒါလေးကိုတတိတပ်ဖို့ပြောတာတဲ့အသက်ရှင်အောင်လေးနံပါတ်1အသက်ရှင်အောင်လေးနံပါတ်3အသက်ရှင်အောင်လေးမင်းတို့အသက်ရှင်မှာဒီမင်းတို့ရဲ့နောက်ဆုံးမှာရှိတဲ့ပြည်သူတွေအေးစေးအိတ်လို့ရမှာ အေးစေးစားနိုင်မှာအေးစေးကြောင်းဖွင့်ပညာသင်ကြားနိုင်မှာအေးစေးအလုပ်လုပ်နိုင်မှာမင်းတို့တည်သွားရင်ဒီဒီတွေဘာမှမတွေ့ရကြဘူးဘာလို့တည်လို့မရအောင်ကိုယ်တိုင်ကအဲ့စခန်းတစ်ခုကြောက်သွားလို့ဘာဖြစ်ဘူးရိုးရှင်းပြောတော့နော်မင်းတို့တကောမင်းတို့တမလို့တာငါစသားတွေဖြစ်တယ်တမလို့တာတွေဖြစ်တယ်တို့ဘောအောင်စားလာတယ်အဲ့လိုပြောလို့မင်းရှင်နှောင်းဝင်တတ်ဆိုင်ဝင်လိုက်ပါလားလို့မပြောနဲ့အယူမှာမဟုတ်တာအမကကျတိကြလားစခန်းကမှာငက်နေပြီလို့ပြောရင် ရိတ်ခံလာဖို့ပြီးမှလားကြီးစားကုတ်နေပြီလို့ပြောရင်ကျောင်းကလာဖြစ်ပြီးနိုင်မှာလားနောက်ကမိသားစုလှည့်ကြည့်စရာမလိုအောင်ပြန်မှုပြီးမှလားရိုးရှင်းနေတာအရှိမလည်းတိုက်နေရတယ်နောက်ကလည်းနောက်ကျောင်းလည်းမျိုးကိုစားဖို့လည်းခေါက်ကိုရှာစားနေရတယ်ဒါအင်္ဂလိပ်ကိုတိုက်နေရမဟုတ်ဘူးဂျပန်ကိုတိုက်နေတာမဟုတ်ဘူးဖိနိတ်ခံတိုက်နေတာမဟုတ်ဘူးကိုယ်နိုင်ငံထဲမှာရှိတဲ့တောင်းရန်တို့ကိုယ်နိုင်ငံသားတက်မတော့ကချိန်မုန်းနေတာတော့ပါတယ်နော်ပြောချင်တာအဲ့ဒါဖိနေရလို့မမင်းနဲ့ ပြောလဲမထူးမေးလဲတက်ဆိုင်အောင်မေးတာစာပြနဲ့မေးတာဟိုကလည်းစာပြနဲ့ပြန်ဖြေတာဖြစ်စီအမှန်ကိုဘယ်မှမပြောရဘူးအဲ့ဒီဖြစ်စီအမှန်ကိုအဲ့ပုံကိုတည်းထိုက်ရိုက်လာမမေးဘူးလာမေးဖို့လွတ်လိုက်တဲ့ပုံကိုတည်းကလည်းဟိုဘက်ကစောင့်ပြီးဖြေမဲ့ပုံကိုတည်းနဲ့ level တန်းနေသေးပဲတဘောပေါက်မြန်မာနိုင်ငံဒီတိုင်းလေပတ်နေတာအဲ့အတွက်ကိုအသက်ကိုကိုတမထားမင်းတို့အသက်ဒီငါတို့အသက်ထက်အများကြီးတန်ဖို့ရှိတယ်ငါတို့ဒီထက်အများကြီးတန်ဖို့ရှိတယ်မင်းတို့တယောက်အသက်ရှင်နေတို့နောက်ကတရားလောင်းအေးစေးအိတ်လို့ရတယ် မင်းတို့တယောက်ကြာသွားရင်တို့လူတရာလောက်အိတ်မပြောဘူးဘာကြောင့်လဲမင်းတို့စကတ်ကိုကြာသွားရင်အခုအလေးစားဆုံးနော်မကောင်းပါနဲ့တော်တော်ဘာကွဲမုတ်တီတိုက်ဖို့ဒီဒီနေဖြစ်တယ်မုတ်တီကြာသွားပြီလုံးလုံးလုံးဖြစ်နေဘာကွဲရောက်လာပြီလုံးလုံးလုံးဖြစ်နေပြီလေးစုရောက်လာပြီလုံးလုံးလုံးဖြစ်နေနတ်စကုံရောက်လာပြီလုံး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 ဖြစ်နေပြီနောက်ဆုံးတော့ကတ်နေပြီဆိုလုံး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 ဖြစ်နေပြီလူတွေအဲ့တရီမနာဆောင်ရမင်းတို့ရဲ့အောက်ဘက်တရီတွေကိုပြည်သူတွေနားထောင်နေရလားမင်းတို့ကစောက်လိုက်ပြီကြာလာပြီဆိုရင် ပြည်သူတွေနေကြမရှိတော့ဘူးအဲ့စခန်းကုန်းပေါ်မှာလူ100ရှင်းရှိမယ်200ရှင်းရှိမယ်300ရှင်းရှိမယ်ဒါပေမဲ့အဲ့ဒီလူ300ကိုယုံကြည်နေတဲ့အောက်မှာတပိန်းကျော်ရှိတယ်ဟုတ်ပြီနော်အဲ့ဒီလူ300ကျော်ခန်းလေးစုပ်ပြလိုက်လို့ဒီတပိန်းကျော်ကဟိုဘက်ကိုပြေးပြီဆိုရင်ဒီထင်အင်အားများတဲ့လူတွေများရှိတယ်ဒါကြောင့်ရဲဘော်တို့ဒီလိုမရအောင်မတိအောင်နေအသက်ရှင်အောင်နေ 明天我打悉尼嘛，明天空下来心尼嘛，赶快来嘛！太爽了嘛，再打电话打我不，我打什么话呢？我阿悉尼的呀，像那个千毛米，能跟我赶快不？妈咪。